သူများတွေအမြဲတမ်းစားပြီးတော့ကျွန်တော်အခုချိန်အထိမစားဘူးတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကတော့ဘဲဆက်ပါကျွန်တော်ကလည်းဘဲဆက်မဟုတ်တဲ့ကြက်ဆက်ကိုတပွဲကြီးချက်ထားတယ်အခုနှစ်တကူလည်းနေပြီဆိုတော့တငယ်ချင်းတွေနဲ့အတူတူစုဆောင်စားတောက်လို့ရအောင်လို့ဒါလေးကိုဘယ်လိုချက်ရလဲလိုက်ကြည့်ရင်လည်းကျွန်တော်နဲ့အတူတူထိမိကြည့်ရအောင်ထိမိကြည့် ဘဲဆက်တွေကအများသောအဖြစ်ကဘဲသားကိုပြုတ်ပြီးတော့စီများများနဲ့သူ့ထဲမှာထည့်တဲ့အစာပလာတွေနဲ့ကြော်ပြီးတော့မှပြန်ပြီးတော့တုတ်ထားတဲ့ပုံစံပေါ့နော်ကျွန်တော်ကတော့ကျွန်တော်နေကျွန်တော်ဟန်မြမနေမြမဟန်နဲ့တစ်ခါတည်းပြုတ်ကြော်အချက်လေးချက်လိုက်ပါတယ်တစ်ခါပြုတ်တစ်ခါထုတ်ဝင်အိုးတွေနှအိုးတုံးဆေးရမှာရှုပ်လို့ဆိုပြီးတော့လှုပ်လိုက်ပါတယ်အဲ့တော့ကျွန်တော်နေကျွန်တော်ဟန်ဘဲဆက်မဟုတ်တဲ့ကြက်ဆက်ကိုဘယ်လိုချက်ရလဲဆိုရင်ပထမဆုံးအိုးထဲမှာစီထည့်ပြီးတော့အထဲထဲမှာထည့်မဲ့အသားလုံးတွေနဲ့ကြက်ဥချောင်းဝဲဥချောင်းတွေကိုအရင်ဆုံးကြော်ပေးလိုက်ပါမယ်။ ပြီးရင်ဆဲလိုက်ပြီးတော့ကြက်သွုံပြူချင်းကြက်သွုံမဲအရင်တွေကိုစီတက်မယ်အနံလေးမွေးလာပြီဆိုတော့မှကြက်သားတွေတုံးထားတဲ့ကြက်သားတွေကိုထည့်လိုက်ပါမယ်ကြက်သားတွေကိုစီတက်လေးနဲ့အရင်ဆုံးချက်လိုက်မှာပေါ့ဒါကဝါကြောင်းမုတ်ရှောက်ကောပါကောအမုတ်တွေပဲဖြစ်ပါတယ်ဒီအမုတ်တွေကပို့ပြီးတော့ထုံထုံဆက်ဆက်လေးစားခြင်းရင်ထည့်လို့ရပါတယ်ရှာရခတ်နေရဆိုလို့ရှိရင်မထည့်လည်းရပါတယ်ကျွန်တော်ကတော့ပို့ပြီးတော့ထုံထုံဆက်ဆက်လေးစားခြင်းတာကြောင့်ထိုအမုတ်သုံးမုတ်ကိုထည့်ပြီးတော့အရသာအတွက်စားဟင်းရွက်မုတ်ပါထည့်ပြီးတော့ကြက်သားထဲမှာအရသာဝင်စေအောင်လို့ရေမထည့်ဘဲနဲ့ချက်ပေးလိုက် ဖြစ်ပါတယ်။ဒါတွေကတော့ကျွန်တော်စားကျင်တဲ့အသီးတွေအရွက်တွေပဲဖြစ်ပါတယ်။ဒါတွေအားလုံးကိုပြုတ်ထားလိုက်မယ်။ပြီးတော့ခေါက်ဆွဲလေးထည့်ပြီးတော့စားကျင်တာဖြစ်တဲ့အတွက်ခေါက်ဆွဲချောက်ကိုလည်းပြုတ်ထားလိုက်ပါမယ်။ခုနကကြက်သားကရတာထည့်ပြီးတော့ချက်ထားတာကအနေတော်ဖြစ်ပြီဆိုရင်တော့ကျွန်တော်ကမာလာဟင်းအနှစ်နှစ်ထုပ်ထည့်လိုက်ပါတယ်။ကြော်ထားတဲ့အသားလုံးတွေထည့်ပို့ပြီးထိတိမိမိဖြစ်အောင်လို့ကျွန်တော်ကခွဲချက်ပတ်အမှုတ်လေးလည်းထည့်လိုက်တယ်။ပြီးွားရင်ပြုတ်ထားတဲ့ခေါက်ဆွဲချောက်တန်းစီမွေ့မွေ့လေးတစ်စွန်းနဲ့ထောက်ဆွဲကိုတေးချလေးအရသာဝင်အောင်မွေးပြီးရင်ပြုတ်ထားတဲ့ပြောင်းမူ ခေါ်ရခါညုံမုံညင်းဘူးပြောင်းမှုအသေးမိုးကိုက်လံရွက်တို့ကိုထည့်ပြီးတော့တေချာလေးမှုေပေးလိုက်ပါမယ်။အနာမွေးကြကြမွေးရင်းနဲ့ခြာကန်ဒီမှာမှကျွတ်တွမဲလေးအုပ်နှမ်းလေးနည်းနည်းဖြူလိုက်ပြီးတော့မာလာဟင်းအနှစ်ထဲမှာပါတဲ့အစီလေးနဲ့ပဲကြော်ကြော်လှော်လှော်ချက်ပေးလိုက်ပါမယ်။နောက်ဆုံးမှာတော့ဘဲဆက်မဟုတ်တဲ့ကြက်ဆက်ကိုထိထိမိမိအရာသာထုံထုံဆက်ဆက်အရာသာနဲ့ချက်ထားတဲ့ဟင်းလေးတစ်ပွဲရပြီဖြစ်ပါတယ်။ဒီနည်းလေးကတော့တငယ်ချင်းတွေနဲ့အတူတူများများစားစားစားကြတယ်ဆိုရင်ဘဲဆက်မဟုတ်တဲ့ကြက်ဆက်ကိုချက်စားကြည့်ပါဦးခင်ဗျာ။ အရသာကတော့လုံးဝထိမိခွေမှာတေးကြပါတယ်ဘဲဆက်မဟုတ်တဲ့ကြက်ဆက်ကိုဆွဲပါတော့မယ်ပြို့မွေးကြိုင်လန်းဆန်းဘဲဆက်အဲဒီထဲမှာထည့်တဲ့ရှောက်ကောပောက်ကောလို့ရှောက်ကောရှာကောအဲရှာကောပောက်ကောလို့ပါတော့မထည့်ကျင်လည်းရတယ်ပို့ပြီးတော့ထုံထုံဆက်ဆက်လေးစားကျင်လည်းဆိုရင်တော့ထည့်ပေါ့နော်သိမကြခင်ကာလမှာ new year လည်းရောက်ပြီး christmas လည်းရောက်ပြီးဆိုတော့ဘဲဆက်မဟုတ်တဲ့ကြက်ဆက်လေးနဲ့ငွေချင်းတွေစုံစုံလေးဆွဲလို့ရပါဘူး တော်ကောင်းတာပါဘူးဘူပြောမှမဟုတ်ပါဘူးတော်ကောင်းတာပါအရသာကတော့လုံးဝထိမိနေရမယ်နော်အပူမပြောဘူးစားကြည့်လိုက်ဩစားလို့လည်းမရပါဘူးအင်းကတော့ကောင်းတော့ အပြည့်ရတယ်ကွာကျွန်တော်စားကျင်တဲ့ဟာတွေပဲရှယ်ပဲဆက်ပြဲနေမှာငါဆက်ပြဲတော့မဟုတ်ဘူးအရသာလုံးဝထိထိမိမိလေနော်ဒီလိုမာလာဆိုရင်ခောက်ဆွဲစားတတ်တယ် Có rồi uhm. công lộ à rồi công xe công media công Come on. ဒီနေ့ကကျွန်တော်တယောက်တည်းစားဖို့တော့မဟုတ်ကျွန်တော်အိမ်ကဒူလေးတွေဒူမလေးတွေအတွက်ကိုချက်ထားဆိုတော့ကျွန်တော်တယောက်တည်းတော့မကုန်တော့ဘူးအဲ့တော့ဖြည်းဖြည်းလေးစားရင်းနဲ့နောက်နေ့ကျရင်ဘဲဆက်မဟုတ်တဲ့ကျဆက်ကိုအခုလိုနီးတိုင်းလေးချက်စားကြည့်တငယ်ချင်းတွေနဲ့စုဆုံစားမယ်ဆိုလဲလုံးဝအဆင်ပြေတဲ့နီးလန်းလေးဖြစ်ပါတယ်အဲ့တော့ဘဲဆက်မဟုတ်တဲ့ကျဆက်လေးနဲ့ထိမိခွေရအောင်နော်ဆွဲလိုက်အောင်ပါ嗯。Mm.